ကျွန်တော်တို့ဒီနေ့ကတော့ဒီ Jesus လောက်နေတဲ့လူတွေပေါ့နော်စာရန်စာရန်နဲ့ရေးနေတဲ့လူတွေဒီ Master တက်နေတဲ့အကြောင်းသားတွေမျိုးရိုး Bachelor တန်းကအကြောင်းသားတွေတို့မဟုတ်ဒီ PhD တက်နေတဲ့အကြောင်းသားအကြောင်းသူတွေပေါ့နော်သူတို့တွေဒီဟို data တွေပေါ့နော်ဒီကိုယ်နိုင်ငံက data တွေအတွက်အဆင်မပြေဘဲနဲ့ကိုယ်နိုင်ငံက data တွေမဟုတ်ဘဲနဲ့ဒီ g l o b a l မှာပေါ့နော်ဒီကိုယ်နိုင်ငံဒေတာတွေပြန်ရှာကျင်တာတော့ဘာလို့ပေါ့နော်ဒီ water development indicator ပေါ့ဒီ WDI က WBAN နေပြီးထုတ်ပြန်ထားတယ်ဒီ water development indicator တွေကိုဘယ်လိုရှာမလဲပေါ့နော်အဓိကတော့ဟိုလုံးဝမသိသေးတဲ့လူတွေအတွက်ပေါ့နော်ဘယ်လိုရှာလဲဘယ်လိုဘယ်နာလေးမှာရနိုင်တယ်ဆိုတဲ့ဥစ္စာကိုမသိနိုင်တဲ့လူတွေအဓိက share ခြင်းဖြစ်ပါတယ်အဲကျွန်တော်တို့ဟိုတချို့ကိုယ်နိုင်ငံပေါ့နော်အဓိကပြမြန်မာနိုင်ငံမှာပတ်သက်ပြီးတချို့ data တွေကမရဘူး ဟိုနည်းနည်း gap ဖြစ်နေရလေးတွေရှိတယ်လို့ပြောကြတယ်ဘောနော်အဲကြောင့်ဟိုမရှိဘူးတော့မဟုတ်ဘူးရှိတယ်ကျွန်တော်တို့ MC website တွေဘာတွေမှာဆိုရှိတယ်ဒါပေမဲ့တချို့ data လေးတွေကကိုလိုချင်တဲ့ format နဲ့ကိုလိုချင်တဲ့ style မျိုးလေးတွေမရှိနိုင်ဘူးဘောနော်အဲတော့မရှိနေတဲ့အချိန်မှာခက်ခဲဖြစ်နေတဲ့မျိုးတွေဖြစ်နေတယ်ဘောနော်ဒါကြောင့်မလို့ဒီ water development indicator မှာကျွန်တော် data လေးတွေကိုဘယ်လိုလွယ်တကူရွေးမလဲပေါ့နိုင်ငံလေးတွေကို data ကိုနိုင်ငံမဟုတ်ပဲတခြားနိုင်ငံတွေအတွက်ပေါ့နော်အာဆီယံနိုင်ငံကိုသုံးမဲ့ data ပေါ်မူတည်ပြီးတော့ data လေးတွေဘယ်လိုရွေးမလဲဘယ်လိုရှာမလဲ ဘယ်လိုဒေါင်းလုပ်လို့မလဲဆိုတာလေးကိုအဓိက share ချင်းဖြစ်ပါတယ်။ဟိုကျွန်တော်တို့ပထမဆုံးပေါ့နော်ဒီမှာ link မှာပြသားတယ်လို့ပဲ databand.warband.org ဆိုတဲ့ဟာလေးဒီ link လေးကိုပေါ့နော်။ဟို warband group ဆိုတော့ manager war development indicator ပေါ့နော်ပထမဆုံးကျွန်တော်ရိုက်ရတာ။ war war development indicator ဆိုဒီလို war development indicator ဆိုရိုက်လိုက်တာနဲ့ကျွန်တော်ဒီကိုတန်းရောက်လာတယ်ပေါ့နော်။ရောက်လာပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့ အခေအကြံလေးအဖာဘက်လက်ရှိပါတယ်ဥမာကျွန်တော်တို့မြန်မာနိုင်ငံကိုရှာမယ်ပေါ့နော်မြန်မာနိုင်ငံရှာမယ်ဆိုကျွန်တော်တို့ amlin နှိပ်လိုက်ဒီတန်းဆွဲလိုက်လဲရတယ်အတွဲဒီကူဒါမှမကျွန်တော်တို့လွယ်ကူအောင် am ဆိုလေးနှိပ်လိုက်တယ်နှိပ်လိုက်တဲ့အချိန်မှာဒီ am နဲ့စတဲ့နိုင်ငံလေးစလာတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့မြန်မာဆိုရွေးလိုက်မယ်ပေါ့နော်မြန်မာဆိုရွေးလိုက်ပြီးဆက်ပြီးတော့ဒီဘက်အောက်မှာတက်လို့ရှိရင်သူက cd ပေါ့ cd ဆိုတာလေးလာတယ် cd ဆိုတဲ့အားလေးမှာကျွန်တော်ဘာပြီးပါမလဲပေါ့နော်အခုမှကျွန်တော်တို့က gdp ပေါ့နော်ကျွန်တော်တို့ gdp ကိုလုံးချင်တဲ့ဆိုရှင် g ပေါ့ အ GDP ဆိုဒီမှာကျွန်တော်တို့အများကြီးပဲရှိတယ် GDP ကို constant နဲ့အဲ2005 US ဒေါ်လာနဲ့ရှိတယ် GDP ကို constant LNCU ဆိုတော့ local currency unit ပေါ့နော်တက်ဆိုင်ရနိုင်ငံရဲ့မြန်မာနိုင်ငံဆိုတော့ jet ပေါ့မြန်မာ jet ပေါ့ထိုင်းဆိုရင် baht ဒီလိုမျိုးတက်ဆိုင်ရ local currency နဲ့ရမယ် current ရှိတယ် constant ရှိတယ်ဒီမှာ current ကိုခုနက constant US ဒေါ်လာရှိတယ် current US ဒေါ်လာရှိတယ်နောက် deflator ရေးလည်းရှိတယ် GDP growth annual နဲ့ percentage နဲ့ရှိတယ်။နောက်ပြီး per capita နဲ့ပတ်သက်တဲ့ GDP နဲ့နှွယ်တဲ့ဥစ္စာတွေအကုန်လုံးရှိတယ်ပေါ့နော်။ကြည့်ကျွန်တော်ကကျွန်တော် GDP ကိုဒေါ်လာနဲ့ပေါ့နော်။တချို့မြန်မာနိုင်ငံကထုတ်ပြန်နေတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့ local currency နဲ့ပဲကျွန်တော်မြန်မာကျပ်နေမှရှိမယ်။ဒါပေမဲ့ဒီမှာဒေါ်လာနဲ့သူတို့ convert လုပ်ပြီးတော့လုပ်ထားတာလည်းရှိတယ်။အဲ့တော့ကျွန်တော်က GDP ကို current US ဒေါ်လာနဲ့အဲလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်တို့ယူလိုက်မယ်။ GDP အဲ current US dollar ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ GDP growth ယူမယ်ဆိုတဲ့ GDP growth နှစ်မျိုးလောက်ယူလိုက်မယ်ပေါ့နော်ဒါ GDP ရသွားရင်ပြီးလို့ရှိရင်ကျွန်တော်တို့နှစ်ပေါ့နော်ဘယ်နှစ်ပေါ့ဒီမှာ time ဆိုတာရှိတယ် time ဆိုတဲ့အထက်မှာကျွန်တော်တို့ကဒီမှာ9နှစ်စာလား9နှစ်စာဆိုလို့ရှိရင်ဒီမှာတို့နောက်ဆုံး update ရနေ2023ကနေနောက်ပြန်9နှစ်နောက်19အထိပေါ့10နှစ်စာလား15နှစ်စာလားနှစ်20စာလားဒါမှမဟုတ်နှစ်20ပေါ့18နှစ်စာကျွန်တော်ဒီမှာ live ticket live ဖြုတ်လို့ရတယ် ်ဘယ်နှဘယ်နှစ်တွေတော့ယူမယ်ဘယ်နှစ်တွေမယူဘူးဆိုတော့ဟို1950သားလား1950သားဆိုလို့ရှိရင်ကျွန်တော်2023က1985အထိရှိမယ်ပေါ့နော်အဲရှိမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကနိုင်ငံရွေးပြီးသွားပြီ CD ပေါ့နော်ကိုလိုချင်တဲ့ CD နှစ်ခုဒီမှာ GDP growth နဲ့ GDP US dollar current US dollar တွေကျွန်တော်နှစ်ခုရွေးထားတယ်နိုင်ငံတော့တနိုင်ငံရွေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာခုနှစ်ကစုစုပေါင်း2ပေါင်း50သားယူထားတယ်ယူပြီးလို့ရှိရင်တော့ဒီမှာ apply chain ဆိုနေလိုက်မယ် a p p l i chain ဆိုဘယ်နဲ့လဲလို့ရှိရင်ဒီမှာကျွန်တော်2023ထိပေါ့နော်ဒါ GDP စီးရီလိုက် GDP current US dollar ရှိမယ် annual growth rate ရှိမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုလိုချင်တဲ့ data စီးရီလိုက်ရပြီပေါ့နော်1984ရာနဲ့စပြီကျွန်တော်တို့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ download လုပ်မယ်ပေါ့နော် download လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ excel နဲ့လုပ်မလား csv file နဲ့လုပ်မလားပေါ့နော် beta database တည်တဲ့ download လုပ်မလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီမှာတော့ကျွန်တော်တို့ excel file နဲ့ download လုပ်မယ်ဆိုပြီးလုပ်လိုက်မယ်ကျွန်တော် excel လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာတခါတည်းကျွန်တော်တို့ကကြောင်လာပြီ ဟုတ်လားလို့ရှင်ဒီမှာသူကပါလာမလို့ဆိုဒါနိုင်ငံနဲ့အများကြီးရွေးယူလို့ရွေးလို့လည်းရတယ်ဒါတော့ကိုကတနိုင်ငံနဲ့ရွေးထားတာပေါ့နော်ဒါမြန်မာသူရဲ့ကုတ်ရှိမယ်ဒါ GDP ရဲ့အတွေ့ indicator ရဲ့ name ပါမယ်ဒါကတော့ဒီကုတ်ကလေးပေါ့နော်ပြီးလို့ရှင်1984ရနေစပြီးတော့ကျွန်တော်တို့ဒီ2023ထိဆိုပြီးတော့ data series live ကျွန်တော်ထောင်းလို့ဆွဲပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့လုံးဝမတည်သေးတဲ့လူတွေရှင်းရှင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်